အားလုံးမင်္ဂလာပါဒီနေ့ကတော့ယောရှုမတ်စာကိုတပန်ခြေလဲရအောင်ထာဝရဘုရားဒီပတ်ဝန်းကျင်နေသောရန်သူအပေါင်းတို့လက်မှဤဒီလာအမျိုးကိုကယ်လို၍ငြိမ်သက်ခြင်းအခွင့်ကိုကြာမြင့်စွာသောကာလပတ်လုံးပေးတော်မူပြီးမှယောရှုဒီအသက်ကြီး၍အူမင်းသောအခါဤဒီလာအမျိုးအသက်ကြီးသူအကဲအမိုးတရားသူကြီးအရာရှိသော သူများနဲ့တကားအမျိုးသားအပေါင်းတို့ကိုခေါ်ပြီးလင်ငါဒီအသက်ကြီးရင်၍အူမင်းပြီးတင်သူဤဘုရားခင်ထာဝရဘုရားဒီ တင်းတို့အတွက်ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသည်မြောက်ကိုတင်တို့သည်တည်မြင်ကြပြီးတင်တို့ဤဘုရားခင်ချောရာဘုရားသည်တင်တို့ပဲ၌စစ်တိုက်တော်မူပြီးယော်ဒန်မြစ်မှဆ ảy ၍အနောက်ပင်လေကြီးတိုင်အောင်ငါပေရှင်သည်မြောက်သောလူမျိုးတို့နှင့်တကွကြံသေးသောဤလူမျိုးနယ်သောပြည်ကိုတင်တို့အမျိုးများအမွေခံဆရာဖို့စာရေးတန်ချ၍ငါဝေဖန်ပြီးတင်တို့ဤဘုရားခင်ချောရာဘုရားကတိတော်ရှိသည့်အတိုင်းဤလူမျိုးတို့ကိုနှင်ထုတ်၍တင်တို့မမြင်ရအောင်တုတ်တင်ပေရှင်တော်မူသည်ဖြင့်တို့တို့ဤမြေကိုတင်တို့သည်အပယ်ရကြ ြလိမ့်မည်တို့ဖြစ်၍တင်တို့သည်မောရှိပြညတိကျမ်းစာလမ်းမလက်ကြားဘက်လဝဲဘက်သို့မလွယ်ပင်ပါသည်အတိုင်းကျင့်ဆောင်ခြင်းက၎င်းတင်တို့တွင်ကြံသေးသောဤလူမျိုးနှင့်မပေါင်းဖော်သူတို့ဖျားဤနာမကိုမွဲ့၍မကျင်ဆူဝတ်မပြုတ်ဥမညွန့်ပင်ယနေ့တိုင်အောင် ြင့်တကယ်တို့တင်တို့ဤဖရာခင်ချောရာဖရာ၌စီကမြေဝဲချင်းက၎င်းအလွန်ရေးရင်သောစိတ်ရှိကြလောအကြောင်းမူကကြီးမား၍ခွန်အားနှင့်ပြည့်စုံသောလူမျိုးတို့ကိုထောက်ရဖရာသည်တင်တို့ရှင်းမှနင်ထုတ်တော်မူသည်ဖြင့်ယင်းနေတန်အောင်တင်တို့ရှင်း၌အဘဲသူမြမရက်၌တင်တို့တယောက်တော်လဲအခြားသောသူတထောင်ကိုပြေးစေလိမ့်မည်အကြောင်းမူကတင်တို့ဤဖရာခင်ချောရာဖရာသည်ဂတိတော်ရှိသည့်အတိုင်းတင်တို့ပဲ၌စစ်တိုက်တော်မူ၏တို့ဖြစ်၍တင်တို့ဤဖရာခင်ချောရာဖရာကိုချစ်ချင်းက ကိုယ်စိတ်နှလုံးကိုတတိပြုကြတော့ဒို့မဟုတ်တင်တို့ဒီရွေ့ရော့ရွေ့တင်တို့တွေကြံသေးသောဤလူမျိုးတို့၌မိဝဲလက်ထိတ်များပေးစား၍ပေါင်းဖော်ဆက်ဆံခြင်းရှိလင်တင်တို့ဤဘုရားခင်ခြောက်ရာဘုရားဒီနောက်တစ်ပိုင်းဤလူမျိုးတို့ကိုတင်တို့ရှေ့မှနင်ထုတ်တော်မူမူတင်တို့ဤဘုရားခင်ခြောက်ရာဘုရားပေးတော်မူ၍ကောင်းမွန်သောဤပြည်၌တင်တို့ဒီမပြောက်မပြက်မြေတိုင်အောင်သူတို့ဒီတင်တို့၌ ြော့ကွင်းထောင်ချောက်တင်းတို့နန်းဆောင်၌နင်တန်တင်းတို့မျက်စိ၌စူးဖြစ်ကြလိမ့်မည်အကြောင်းကိုဤကအမှန်တိမှကြလောငါတော်ကမြေသားအပေါင်းတို့တွားရလန်းတို့ယင်းနဲ့တွားလို့ပြီးတင်းတို့ဤဖျားကင်ချော်ရာဖျားသည်တင်းတို့အဖို့မိတ်တော်မူသော ကောင်းကျိုးတစုံတစ်ပါးမြမယုတ်မယော့အကုန်အစင်ပြည့်စုံကြောင်းကိုတင်းတို့သည် စိတ်နှလုံးထဲမှာတည်ကြ၏။တင်တို့ဤဘုရားခင်ချောရာဘုရားကတိတော်ရှိသည့်အတိုင်းကောင်းကျိုးအပေါင်းတို့သည်တင်တို့အပေါ်၌တက်ရောက်တကဲ့သို့ထို့အတူတင်တို့ဤဘုရားခင်ချောရာဘုရားဘဲတော်မူသောဤကောင်းမွန်သောပြည်မှတင်တို့ကိုတုတ်တင်ပေးရှင်းတော်မူမူမြေတိုင်အောင်ချောရာဘုရားသည်တင်တို့အပေါ်၌ဘေးဥပိအပေါင်းတို့ကိုရောက်စေတော်မူမီတင်တို့သည်တင်တို့၏ဘုရားခင်ချောရာဘုရားသားတော်မူသောပဒိန်ရှင်တရားကိုပြင့်မလက် အခြားတပါသောဘုရားထံတော်သို့တွား၍ အိုးညွန့်ဝုတ်ပြုလင်ခြောက်ရာဖျားသည်အမျက်ထွက်၍အရင်ပေးတော်မူသောဤကောင်းမွန်သောပြည်၌တင်တို့သည်အလင်းအမြန်ပျောက်ပြက်ကြလိမ့်မည်ဟုဟောပြော၏ ဂျပန်ယောရှုဒီဣဒေလအမျိုးအပေါင်းတို့ကိုရှဲခင်မြို့၌စီးဝေးစေ၍ဣဒေလအမျိုးအသက်ကြီးသူအကဲအမွန်တရားသူကြီးအရာရှိတော်သူတို့ကိုခေါ်သည်ဖြင့်သူတို့သည်ဘုရားသခင်ရှေ့တော်သို့ချဉ်းကပ်ကြ၏ထိုအခါယောရှုဒီလူအပေါင်းတို့ကဟောပြောဒီမှာဣဒေလအမျိုး၏ဘုရားခင်ခြောက်ရာဘုရားမိန့်တော်မူ၏ကအာဗြဟံနှင့် နာခေါ်တို့ဤအဘတေရမဆာ၍တင်တို့ဘိုးဘေတို့သည်ရှေ့ကာလ၌မြစ်ကြီးတစ်ဖက်မှနေ၍အခြားတပါတော့ဖျားတို့ကိုဝတ်ပြုကြ၏တင်တို့အဘအာဗရာဟံကို မြစ်ကြီးတစ်ဖက်မှငါခေါ်ပြီးလင်ခါနာပြည်အရရဲ့တို့ပို့ဆောင်၍တို့ဤအမျိုးအနွယ်ကိုများပြားစေလဲဤဆက်ကိုပေး၏ဤဆက်အားလဲယာကုတ်နှင့်ဧသောကိုငါပေး၍ဧသောအားလဲစိရတောင်ကို အပိုင်ပေး၏ယာကုတ်နှင့်တို့ဤသားတို့သည်ဧကရုပြည်သို့သွားကြ၏မောရှင်နှင့်အာယု ံကို90လို့၍အေဂရုလိုတို့၌ပြုတ်သည့်အတိုင်းအေဂရုပြည်ကို ဆုံးမသောနောက်တင်တို့ကိုနှုတ်ဆောင်လေ၏ထိုတို့တင်တို့အဘများကိုအေဂရုပြည်မှငါနှုတ်ဆောင်သည်ဖြင့်သူတို့သည်အန်ဒုံပင်လေတို့ရောက်၍အေဂရုလိုတို့သည်ယထာနှင့်မင်းစည်းတူရဲပါလက်ထိုပင်လေတိုင်အောင် လိုက်ကြ၏ခြောက်ရာဖျားကိုအော်ခစ်တော်အခါတင်တို့နှင့်အေဂရုလိုတို့စစ်ကြမှာမောင်မိုက်ကိုငါထား၍သူတို့ကိုပင်လေရေလွှမ်းမိုးစေ၏ ဧကရုပြေ၌ငါပြုတ်တော်အမှုကိုတင်တို့သည်ကိုယ်တိုင်မြင်ကြပြီးတော၌လည်းဂါလကြာမြင့်စွာနေရကြ၏နောက်တစ်ဖန်ယော်ဒန်မြစ်အရှေ့ဘက်၌နေသောအာမောရိလူတို့ပြည်တို့တင်တို့ကိုငါပို့ဆောင်၍သူတို့သည်စစ်တိုက်တော်အခါသူတို့ကိုတင်တို့လက်၌ငါအပ်၍ သူတို့မြေကိုတင်တို့ဒီတင်းယူကြဤသူတို့ကိုတင်တို့ရှင့်မှာငါတုတ်တင်ပေရှင်လေဤမောဘရှင်ပြင်စည်းဖို့ရတာဘာလတ်ဒီထ၍ဣတေလအမျိုးကိုစစ်တိုက်တပြင်တင်တို့ကိုချိန်ဆစေခြင်းကဘောရာဤတာဘာလန်ကိုခေါ်တော့အခါဘာလန်ဤစကားကိုငါနားမထောင်တော့ကြောင်းသူဒီအထက်သက်ကောင်းကြီးပဲ၍သူ့လက်မှာ တင်တို့ကိုငါကဲလို့လေ၏။တဖန်တင်တို့သည်ယော်ဒန်မြစ်ကိုကိုး၍ယေရခေါမြို့သို့ရောက်ကြတော့အခါယေရခေါလူ အာမောရိလူအေဖရစီလူခာနနိလူဟိတ်တိလူဂိရဂါရှိလူဟိဝိလူယေဘုတိလူတို့သည်တင်တို့ကိုစစ်တိုက်၍သူတို့ကိုတင်တို့လက်၌ငါအပ်လေ၏။တင်တို့၌ဓာနှင့်လဲမပါဘဲတင်တို့ရှေ့မှပြသူကိုငါစေလို့၍အာမောရိမင်းကြီးနှပါကိုတင်တို့ရှေ့မှ ငါအနေထုတ်လေ၏တင်တို့မလုံတော်မြင်မတီတော်မျိုးတို့ကိုငါပဲ၍တင်တို့တည်နေရကြ၏ကိုယ်တိုင်မဆိုင်သောစပိဦးရင်တန်လွင်ဦးရင်တို့ကိုစားရကြသည်ဟုထာဝရဘုရားအမိန်တော်ရှိ၏ယခုမှထာဝရဘုရားကိုကြောက်ရွံ့၍ကြည်ဖြူခြင်းတစ္ဆာဆောင်ခြင်းနဲ့တကားဝတ်ပြုကြလောမြစ်ကြီးတစ်ဖက်၌၎င်းဧကရုပြည်၌၎င်းဘိုးဘဲတို့ဝတ်ပြုသောဘုရားများကိုပဲ၍ထာဝရဘုရားကိုသာဝတ်ပြုကြလောဒုမဟုတ်ထာဝရဘုရားအားဝတ်မပြုကောင်းဟုတင်တို့ထင်လင်မြစ်ကြီးတစ် ဖက်၌ဘိုးဘဲတို့ဝတ်ပြုတော်ဖရာတင်တို့နေရာအာမောရိပြည်သားတို့၏ဖရာများတွင်အဘဲမီတော်ဖရာတို့အားဝတ်ပြုမည်အရာကိုယင်း၌ရွေးကြလောငါနှင့်ငါအိမ်သားဖြစ်လင်ခြောက်ရာဖရာကိုယ်တော် ဝတ်ပြုမည်ဟုဆိုလေတော့လူများတို့ကအခြားတပါတော့ဖရာတို့ကိုဝတ်ပြုခြင်းကထာဝရဘုရားကိုစွန့်တော်မှုသည်အကျွန်ုပ်တို့နဲ့ဝဲပါစေတော့ငါတို့ဘုရားသခင်ထာဝရဘုရားသည်ကျွန်းခမ်းညာနေရဧကရုပြင်မှအဘသူနဲ့ငါတို့ကိုနှုတ်ဆောင်၍ကြီးစွာသောနမိတ်လက္ခဏာတို့ကိုငါတို့မျက်မှောက်၌ပြတော်မူပြီးငါတို့တွားလေရရအယက်ရှောက်လေရရလူမျိုးတို့တွင် စောင့်တော်မူပြီးခြောက်ရာဖျားဒီလဲဤပြည်၌နေတော်သူ အာမောရဲ့လူအပေါင်းတို့ကိုငါတို့ရှေ့မှာနင်ထုတ်တော်မူပြီးခြောက်ရာဖျားအဝုတ်ပြုပါမည်ထိုဖျားဒီငါတို့ဖျားတခင်ဖြစ်တော်မူသည်ဟုပြန်ပြောကြ၏ယောရှုကလည်းတင်တို့ဒီခြောက်ရာဖျားအဝုတ်မပြုနိုင် ထိုဖျားဒီတန်ရှင်တော်ဖျားအပြစ်ရှိသည်ဟုထင်လွယ်တော်ဖျားဖြစ်တော်မူ၏တင်တို့လွန်ကျူးပြစ်မာတော် အပြစ်တို့ကိုတီးခံတော်မူမူတင်တို့ဒီထောရာဖရာကိုဆွံ့၍တကြွန်းတနိုင်ငံဖရာတို့ကိုဝုတ်ပြုလင်တင်တို့၌ဂျေဇူးပြုတော်မူပြီးမှတဖန်လှည့်၍ညင်ဆဲဖြစ်စီတော်မူမည်ဟုဆိုလင်လူများတို့ကမဟုတ်ပါထောရာဖရာကိုသာဝုတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏ယောရှုကလည်းတင်တို့ဒီထောရာဖရာကိုဝုတ်ပြုခြင်းကထိုဖရာကိုရွေးကြပြီဟု ကိုယ်အမွ၌ကိုယ်တက်တဲ့ခံကြသည်ဟုဆိုလင်သူတို့က တတ်တဲ့ခံကြပါတည်းဟုရှောက်ကြတော့ ယောရှုကတို့ဖြစ်ရင်သင်တို့တွင်ရှိသောတကြွန်တနိုင်ငံဖျားသူကိုပေး၍ဤတိလအမျိုး၏ဖျားသခင်ချောရာဖျားဘက်သို့စစ်နှလုံးကိုညွန်ကြလောဟုဆိုလေ၏လူများတို့ကလည်းငါတို့ဖျားခင်ချောရာဖျားကိုဝုတ်ပြပါမည်စကားတော်ကိုနားထောင်ပါမည်ဟုဝန်ခံပြီးမှယောရှုသည်ထိုနေ့၌လူများတို့နှင့်ပသိဉ္ဉင်ပြု၍ရှေခင်မြို့မှစည်ရင်ထုံးဖွဲ့ချက်ကိုထားလေ၏ထိုစကားကိုလည်းဖျားသခင်၏တမာကျမ်းစာ၌ရေးထား၍ချောရာဖျား၏တန်ရှင်းရာဌာနတော်နားမှရှိသော ောတပိတ်ပင်အောက်၌ကြောက်ကြီးကိုထောင်လဲဤကြောက်သည်ငါတို့အားတတ်တည်ဖျက်လိမ့်မည်ခြောက်ရာဖျက်မိတ်တော်မူသောစကားအလုံးစုံကိုကြားရပြီတို့ဖြစ်၍တင်တို့သည်ဘုရားသခင်ကိုညင်းပယ်ခြင်းနှင့်ကင်းလို့မည်အကြောင်းတင်တို့အားတတ်တည်ဖျက်လိမ့်မည်ဟုလူအပေါင်းတို့အားပြောဆိုပြီးမှအတိအသေးမိမိတို့အမွေခံရအရက်တို့ပြန်သွားရသော အခွင့်ကိုပေးလေ၏ ို့နောက်မှာထာဝရဘုရားရဲ့ကျွန်းနှုံဤသားယောရှုသည်အသက်130ရှိသော အနိစ္စရောက်လေ၏အေဖရင်တောင်ပေါ်ဂါရှာကုန်းမြောက်မှာရှိသောသူ၏အမွေခံရာတိမနာတေရမြို့နေမြေ၌တကြွကြ၏ယောရှုလက်ထက်ကာလပတ်လုံးဤတေလအမျိုးသားတို့သည်ထာဝရဘုရားကိုဝတ်ပြုကြ၏ထာဝရဘုရားသည်ဤတေလအမျိုးအဖို့ပြုတော်မူသည်များတို့ကိုတည်၍ယောရှုမရှိသည့်နောက်အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထံ၌လည်းခြောက်ရာဖျားကိုဝုတ်ပြကြ၏ဤတေလအမျိုးသားတို့သည်ဧကရုပြင်မှဆောင်းခဲ့သော ရောသက်၏အယိုးတို့ကိုရှေခင်ဤအဘဟာမောဤသားတို့တွင်ငွေတပိတ်သားနှင့်ယာကုတ်ဝဲသောရှေခင်မျိုးနှင့်မြေကွက်၌တကြိုကြ၏ထိုမြေကွက်သည် ရောတက်သားတို့အမွေမြေဖြစ်သည် ာယုံသားယက်ပရောဟိတ်အလာဇာဒီလည်းနေဆရောက်လေ၏သူဤသားဖိနဟတ်အားလူများပေးခဲ့သောအဲဖရင်တောင်ပေါ်ဖိနဟတ်ကုန်း၌တကြွကြ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။